Thank you? ချိန်ကိုတနအီခွဲနှုနဲ့၈ချိန်တင်ကြားပြသနေတဲ့အမျိုးသမီးကိုလုံတင်တန်းကတော့ရန်ရှင်မော်တင်မှာဖွင့်လှစ်လိုက်တာပါတင်တန်းထရိနာအဖြစ်အလမေမီရှဲနဲ့အမျိုးသမီးတင်တန်းဆရာမတွေကတင်ကြားပေးနေတဲ့ဒီတင်တန်းကတော့အခြေခံကြတဲ့ခုခံတိုက်ခိုက်တဲ့အကွက်တွေပြန်လည်တုံ့ပြန်နိုင်မှုဖြစ်ပါတယ် မင်းလေးတယောက်ကိုအာဘောက်ဆင်တန်းတန်းမှာတင်တယ်လို့မျိုးအဆအဆုံးတင်မိလို့မရပါဘူးအဓိကလိုအပ်တဲ့ဟာကိုမှမအချိန်အတိုအတွင်းမှာအတဉ္ဉအញ្ញံဆုံးလေးလာနိုင်တဲ့အာကော့စတဖုန်ကျော်ရေးထားပါတယ်ဒီမှာအဓိကဘာကြီးတင်လဲဆိုလို့ရှိရင်လက်သီးထိုးတာတင်တယ်ဝိုက်လက်သီးထိုးတာတင်တယ်အာပြီးလို့ရှိရင်အာဝိုက်လက်သီးထိုးတာတင်တယ်ပြီးတော့အာ apple cap ပင်လက်သီးထိုးတာတင်တယ်ခြေထောက်ကန်တာတင်တယ်အဲ့အဓိကခြေထောက်ကန်တာရဲ့အပြင်ကိုမှမသူတို့ကာတာ ိုတင်တယ်ဟိုပြန်ပြီးတော့အဲဖယ်ရတောင်တင်တယ်အဲ့လိုတင်တိုင်းချင်းအပြင်တခုခုဆိုသူတို့ခန္ဓာကွာဒီမှာအာလေ့ကျင့်နေတဲ့ဟာအများလာတဲ့ခါကျရင်သူကအလိုလိုခန္ဓာကွာတုံ့ပြန်မိတာဖြစ်သွားတာမျိုးတွေ့ရပါတယ်ဟိုအများကြီးဟိုပေါက်စင်တင်တယ်လို့ကျင်မှာဟိုစက်တိုက်ကြီးထိုးတာခိုက်တိုက်ခိုက်တာမျိုးတင်တာမျိုးတော့မဟုတ်ပါဘူးအဓိကအခြေခံကြတဲ့အကွက်တွေကိုပဲတင်မိတာဖြစ်ပါတယ်ရှင်နိုင်ငံတကာမှာလည်းအမျိုးသမီးတွေဟာလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေတွေ့ကြုံနေရပေမဲ့ကြုံတွေ့ရတဲ့အခြေအနေတွေကိုဝေမျှခဲ့ကြတာကြောင့် နောက်လူတွေဖြည့်ရှင်းနိုင်တဲ့နီလန်းကိုရှာဖွေနိုင်ပြီးမြမအမျိုးသမီးတွေလည်းဒီလိုပြုမှုသင့်တယ်လို့ Evelyn Hughes တွေကပြောပါတယ်။ဟုတ်လဲအချင်းချင်းအခုကုညီတဲ့နော်လိုက်အဲကုအဲပါလေတယောက်တည်းပဲနေနေတယ်တခြားမျိုးသမီးတွေပြဿနာ ဖြစ်လို့ရှင်လဲကိုကိုပြဿနာဖြစ်တလို့မျိုးခံစားရရဲဆိုတော့အကုန်လုံးကောင်းအောင်လုပ်ပေးချင်တာဟုတ်ကဲ့ မိန်ကလေးတွေဟာအိမ်ထဲမှာနေနေရတဲ့ခေတ်မဟုတ်တော့တာကြောင့်အကြမ်းဖက်မှုတွေကြုံတွေ့လာရင်ကာကွယ်နိုင်အောင်ကိုလွန်ပညာသင်တန်းကိုလာတက်တာပါလို့ဟင်သူဇာလင်ကပြောပါတယ်မိန်းကလေးတွေကဟိုတယောက်တည်းအိမ်မှာနေလို့လည်းနေနေအဆင်ပြေတာမဟုတ်ဘူးအဲ့တော့ဟိုအပြင်နေသွားရတယ်အပြင်သွားတဲ့အချိန်မှာဘယ်ချိန်ဘယ်လိုနေရာမျိုးမှာမိန်းကလေးအနေနဲ့ဘယ်လိုအနိုင်ကျင့်ဆော်ကားမှုမျိုးခံရမလဲဆိုတာကိုမသိဘူးအဲ့ဒီအတွက်ဟိုကိုယ်ခံပညာတစ်ခုခုတတ်ထားတဲ့နယ်ထင်လို့လာတက်ဖြစ်တာပါ